ထူးသဖြင့်မြတ်စွာဘုရားကုံကြီးစုများစွာရှိတဲ့အနေကဒီနေ့ဘုရားရုပ်ရည်ရဲ့နှုတ်ဖျားမှာနေတိုင်းရွတ်ဆိုပြီးတော့နေတဲ့အတိဘေကိုတိမယ်ဆိုလို့ရှင်အလွန်တရာမှအကျိုးကြီးစုများမဲ့ဂုံတော်၃ပါးကိုဒီနေ့ပြောမယ်နော်လူတိုင်းလူတိုင်းတိတ္တဆအရွကဆပြီးတော့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလို့ကလေးလေးတွေကဆရှ िख ိုးတတ်တယ်မြတ်စွာဘုရားကော ဒါပေမဲ့အဲ့ဒီဘုရားရှိခိုးရဲ့လင်းတဲ့ပုံပြည့်စုံပုံ ကောင်းမွန်ပုံကိုသိရှိနားလည်တဲ့လူကတော့အလွန်နည်းတယ်လို့ထင်တယ်။ပြောရင်မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေကိုနော်ဆင်ခြင်းပြီးတော့ရှိခိုးနေတဲ့ဘုရားရှိခိုးရဲ့မှာဒီဘုရားရှိခိုးကအကောင်ဆုံးပဲအပြည့်စုံဆုံးပဲ။ဟုတ်လား။ဒါလေးကိုနားလည်ရမယ်နော်။နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ။နမောရှိခိုးပါဤဘုရုကိုရှိခိုးတာတော့ တတ္တထိုမြတ်စွာဘုရားအာအဲ့ဒီမြတ်စွာဘုရားကဘလို့မြတ်စွာဘုရားတော့ဘဂဝတော်ဩလာပြီနော်ဘဂဝတော်ဘဂဝါဂုံနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဘဂဝါဂုံဆိုတာဘာလဲအကြံမြတ်ဖြစ်တော်ဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကောတော်နန္ဒနဲ့ပြည့်စုံတယ်လို့ဒီလိုနားလည်ထားတယ်ဟုတ်လားအဲ့ဒါကိုပို့ပြီးတော့ထဲထဲဝင်ဝင်လေးစဉ်းစားတက်စီခြင်းမြတ်စွာဘုရားဆိုတာလောကမှာ အပြည့်စုံဆုံးလူသား အဖက်ဖက်ကဘာမှလိုလီသေးမရှိအောင် ပြည့်စုံရုပ်ရည်အဖြစ်ပဲဖြစ်ဖြစ်ဉာဏ်ပညာအဖြစ်ပဲဖြစ်ဖြစ်စိတ်အကြီးအသေးအဖြစ်ပဲဖြစ်ဖြစ်ဘယ်ဘက်ကကြည်ကြည်မြတ်စွာဘုရားမှာဘာလေးလိုနေတယ်ဆိုတာမရှိဘာဖြစ်လို့အဲ့လောက်မြတ်စွာဘုရားကပြည့်စုံတာလဲလို့မေးရင်ဘဝပေါင်းများစွာမြင့်မြတ်တဲ့ပါရမီလုပ်ငန်းစဉ်ကိုဘာမှမလိုအောင်ပြည့်ပြည့်စုံအောင်မြတ်စွာဘုရားပြုလုပ်ခဲ့လို့ဒါကိုမြင်တဲ့ရမယ်ဟုတ်လားအလွန်တရာမှ ကြီးကျယ်တဲ့မြင့်မြတ်တဲ့လုပ်ငန်းစဉ်တွေပေါ့ဘဝပေါင်းများစွာမြတ်စွာဘုရားအဆုံးစွန်ရောက်အောင်ပြည့်ပြည့်စုံအောင်လုပ်ခဲ့တယ်။အဲ့ဒီအကြောင်းတရားရဲ့ပါရမီအကြောင်းတရားရဲ့ပြည့်စုံခြင်းဒီဟုသောအကြောင်းကြောင့်ဘုရားဖြစ်တဲ့ဘဝမှာနောက်ထပ်လည်းပဲဒါဘဝဖြစ်เสียမရှိတော့ဘူးအန္တမဘဝနောက်နောက်ဆုံးဘဝဆိုတော့ဖြည့်စည်းခဲ့တဲ့ပါရမီတွေကအကုန်လုံးအလူအယက်အကျိုးပေးကြသလိုမျိုးပေါ့။ဘာလေးမှလိုလေသေးမရှိအောင်မြတ်စွာဘုရားကနောက်ဖြည့်ကျင့်ခဲ့တဲ့ပါရမီတရားတွေကဖန်တီးကြတယ်ဝိုင်းဝန်းပြီးတော့ အကျိုးပေးကြတယ်။ဒါကြောင့်မြတ်စွာဘုရားမှာဘာလိုနေတယ်ဆိုတာမရှိဟုတ်လားရုပ်ရည်အဖြစ်လည်းပဲအတင့်တယ်ဆိုဉာဏ်ပညာအဖြစ်လည်းပဲအထက်မြတ်ဆုံးသူတော်ကောင်းတရားအဖြစ်လည်းပဲအမြင့်မြတ်ဆုံးမြတ်စွာဘုရားမှာဘာလိုတယ်ဆိုတာမရှိဘူးအဲ့ဒါကိုဘဂဝါခုံလို့ခေါ်တယ်ဟုတ်လားအဲ့တော့နမောရှိခိုးပါဤဘလူမြတ်စွာဘာကိုရှိခိုးတာတော့တတ္တထူမြတ်စွာဘုရားရှိခိုးတာအဲ့ဒီမြတ်စွာဘုရားဘလူမြတ်စွာဘုရားတော့ဘဂဝါတော့ ကောင်းတာတွေကိုပြည့်စုံအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာကောင်းတာတွေမှန်သမျှအကုန်လုံးပြည့်စုံနေတဲ့မြတ်စွာဘုရားဟုတ်ပြီနော်